အားလုံးပဲမင်္ဂလာပါကင်လင်းရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကင်လင်းဖြစ်ပါတယ်ခင်ဗျအခုဗီဒီယိုလေးကတော့အော်တိုဘာ2ရက်နေ့ကျွန်တော်တို့ပြောမယ်ဆိုရင်တော့ကြာတာပြီးနေ့အတွက်တရက်စာဖြစ်ပါတယ်ခင်ဗျကဲဗီဒီယိုလေးကိုနော်အသံလေးတွေပေးသွားပေးပါအောင်နော် channel လေးကိုလည်း subscribe လုပ်နော်ပြီးတော့အပောင်းလေးလည်းနှိပ်သွားပေးပါအောင် okay ပါကျွန်တော်တို့ဒီအော်တိုဘာ2ရက်နေ့ကျွန်တော်ကင်လင်းအကြိုက်ဆုံးပါနော်ကြာတာပြီးနေ့တရက်စာအတွက် shake key လေးကတော့7 2 0ဖြစ်ပါတယ်ခင်ဗျခေါ် နှစ်တုံညဖြစ်ပါတယ်ခင်ဗျအဲ့တော့ခွန်ရင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်ကဒီပေါ့နော်ကျွန်တော်ကမိတ်ဆွေတို့ကိုဒါပထမဗီဒီယိုမှာလည်းပြောခဲ့တယ်ပေါ့နော်ကျွန်တော်မှဒီ04ဆိုတဲ့ဒီထွက်ခန်းကြောင့်ကျွန်တော်က492ဆိုတဲ့မွေးပရိတ်ဆိုတဲ့ဟင်းဘွက်ရှိတယ်အဲ့တော့အဲ့ဒီအထက်မှာမှကျွန်တော်က9ဆိုတဲ့ break လေးကိုအကြိုက်ဆုံးလို့ကျွန်တော်ပြောပေးခဲ့တယ်ရွေးချယ်ပေးခဲ့တယ်မိတ်ဆွေတွေကို free မှာပေါ့နော်အဲ့တော့ကျွန်တော်က7နဲ့ပတ်သက်ရင်ကျွန်တော်က72ရှိမြန်ပြီးရင်တော့09ပေါ့နော် အဲဒီနှစ်ကွက်တော့ဒီကျွန်တော်ပိနေအထွတ်အထူး main နှစ်ကွက်ဖြစ်သွားနိုင်မယ်အပြီးရင်တော့ကျွန်တော်တို့ကဒီဒီ720ကိုကျွန်တော်တို့က42ဆိုတဲ့ break လေးနဲ့ကပ်ပြီးတော့လုပ်ပြရမယ်အဲ့တော့7နဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ကဒီဘာရှိမလဲဆိုတော့77ရှိမယ်ပြီးရင်တော့ကျွန်တော်တို့ကဒီရန်ကွက်ထဲမှာပေါ့နော်77ရှိမယ်ပြီးတော့75ရှိမယ်85ပေါ့ဗျာအပြီးရင်တော့ကျွန်တော်တို့ကဒီပြောမယ်ဆိုရင်ဒီနှစ်ဟင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ကဒီဘာရှိမလဲဆိုတော့ အတူတူဆိုတဲ့ဥစ္စာရှိမယ်နှစ်နှစ်ပေါ့ဗျာအာပြီးရင်တော့ကျွန်တော်တို့က2အာ20ပေါ့နော်20ဆိုတဲ့ဥစ္စာရှိမယ်အာအရန်တော့အရန်၄ခွက်ဖြစ်သွားပြီးရင်0နဲ့ပတ်သက်ရင်တော့ကျွန်တော်ကမရှိမလဲဆိုတော့04ဆိုတဲ့ဟင်းဝဲလေးပြန်ပါမယ်ဗျ04ဆိုတဲ့ဟင်းဝဲလေးပါမယ်ပြီးရင်တော့02ကတော့ဖာပြီးသားဆိုတော့မထည့်တော့ဘူးအားလုံးပေါင်းဒီရန်ခွက်ထဲမှာ7ခွက်ပေါ့နော်9ခွက်ရှိမယ်မင်းကတော့2ခွက်ပေါ့ဗျာโอเคเนาะမင်းကတော့ဘာရှိမလဲဆိုတော့မင်းကဘာရှိမလဲဆိုတော့ 72ရဲ့09ဆိုပြီးရှိလိမ့်မယ်ဗျာเนาะခုနပြောခဲ့တဲ့ဥစ္စာလေးကတော့ရန်ကုန်လေးတွေပေါ့เนาะโอเคโอเคပါဒါလေးကတော့ဟိုပြောမှဆိုရင်ချာမင်းလေး TSR ကျွန်တော်ရဲ့ပုံမှန်မှန်နေတဲ့ shaky လေးကိုကျွန်တော်ဒီ04ဆိုတဲ့ token နှန်းကြောင့်ကျွန်တော်ဖမ်းထားတဲ့ဒီ492ထဲမှာလုံးဝကျွန်တော်အခြေဆုံး9 break ပေါ့เนาะကျွန်တော်မိတ်ဆွေတို့ပထမပြီးတော့ပြောခဲ့ရေပေါ့เนาะအဲ့ဒါလေးနဲ့ dress ဆက်ပြီးတော့ကြံရှိတဲ့ဥစ္စာလေးတွေရောရန်ကုန်လေးလေးလုပ်ပေးလိုက်ပါနဲ့ အဖောင်းဝင်တွေအတွက်တော့37ဆိုတဲ့ဟင်းပွဲကြောင့်အကြောင်းညနေခင်းမှာထွက်ခဲ့တဲ့ဒီ3ဖုံဆိုတဲ့ဟင်းပွဲကြောင့်ရရှိလာတဲ့ရှယ်ဝုံယူတော့ဒါအဖောင်းဝင်တွေတော့ပေးထားပြီးပြောနော်โอเคပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ပြီးနေ့မှာလည်းမိတ်ဆွေတို့ကျွန်တော်ခုနပြောခဲ့တဲ့ဟင်းပွဲထဲမှာမှအဲတပွဲတော့ညိမယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်ပြီးတော့ကျွန်တော်ပေးခဲ့တဲ့မွေး break 9 break လေးကိုလည်းယုံကြည်တဲ့လူတွေဇာတိုးလိုက်လို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ